ပါပါဒီနေ့တော့ချက်စုကအိမ်မှာအစင်းနဲ့ရှိပြီးသားဟင်းလေးတွေနဲ့ပဲချက်လိုက်တော့မယ်နော်ဒီနေ့ပဇွန်ရဲကြက်ဥရဲနောက်ပြီးတော့ရုံးပရီသီးလေးရောကိုမဆလာလေးနဲ့မကြီးနှစ်ကလေးနဲ့ချက်ပါမယ်ဒါကတော့ကြက်သွန်အနီးရဲကြက်သွန်အဖြူရဲနောက်ပြီးရှင်ရင်ပြင်းတော်သိမ်းရွက်ကလေးရဲကိုအစင်းနဲ့လှုပ်ထားတာပါကြက်သွန်အနီးလေးတွေကိုလှိထားတယ်ကြက်သွန်ဖြူလေးတွေကိုကြတော့ရွက်ရိတ်ကလေးလှိထားတယ် ဖြစ်ပြီဆိုလို့ရှင်တော့ခခင်းချင်းသီးလေးလည်းထည့်ပါအောင်မရှင်ဒီမှာခရမ်းချင်းသီးနောက်ပြီးလို့ရှင်ရင်ပဇွန်လေးရလည်းနည်းနည်းထည့်ပါမယ်ပဇွန်ကလည်းအစင်သင်တန့်ရှင်ရေလောက်ထားပြီးသားเนาะအခွန်ဒီမှာကြောဒီလိုမျိုးကြောခွဲထားပြီးသားအထဲတွေကအညစ်ကြေးတွေထုတ်ပြီးသားအစင်သင်တန့်ရှင်ထားပြီးပါပြီပြီးပြီဆိုလို့ရှင်တော့ဒါလေးရတော့ချက်ဦးလေးကို ပြုတ်ထားတာပါ ပြီးပြီဆိုလို့ရှိရင်တော့ရုံးပရိသေးရုံးပရိသေးကတော့ဝယ်ထားတာတော့မှ3-4ရက်ဖြစ်သွားပြီဒီမှာရုံးပရိသေးလေးဒါလည်းအစင်းသင်းလှီထားတာပါရုံးပရိသေးကအစင်းသင်းလှီထားလိုက်တော့လေနည်းနည်းလေးအရာဝန်ညှစ်သွားတာဒါမျိုးကိစ္စမရှိဘူးချက်လို့ရတယ်နော်ချက်စားကြရအောင်အိုးပူလာပြီဆိုလို့ရှိရင်တော့စီလေးထည့်ပါမယ်ဒီပူလာပြီးဆိုလို့ရှိရင်တော့တက်ပူလေးထည့်ပါပြီ ရှင်းတော်သိနေတခါလေးလေးထည့်လိုက်ပါမယ်ပြီးရင်စက်တုံကြီးလေးပါတခါလေးထည့်လိုက်ပါမယ်ကဲပြီးပြီဆိုလို့ရှိရင်တော့သူတို့ကိုနည်းနည်းလေးနုံးလွှားတဲ့အဖြစ်ကိုဖြစ်တတ်ပေးပါမယ်နော် အမဟင်းနေဆက်တဲ့ခါကြလို့ရှိရင်စီတက်တာကအဓိကပါပဲเนาะပြီးပြီဆိုလို့ရှိရင်တော့စနွေးမုတ်ထည့်ပါမယ် အခုတော့မျိုးချက်သွန်လေးတွေအိလာပြီးစနင်းနှမုတ်ကလေးနဲ့နှက်ဆက်အောင်မှွေပြီးပြီဆိုလို့ရှိရင်တော့ငရုတ်ပြီးအယောင်တင်မှုတ်ကိုထည့်လိုက်ပါမယ်ဒီဥစားကကျွန်မချက်စုကတော့ဒါကိုရီးယားငရုတ်ပြီးကိုတုံးပါတယ်နော်ကိုရီးယားလာတဲ့မှုတ်ကသူကအယောင်လေးအရန်လှတယ်ตัวตู้ต้มมาเลยเฉยๆแล้วมันหินแท้แต่ขาจ้ะรู้สิกูอ่ะอ้ายแท้เสียไม่รู้เว้ยเนี่ยจัดตัวไปสุอย่างหมักๆเลยเนี่ยสู้เกาหลีอ่ะอยู่ที่หมกกูต้มมาเลยอีกพี่สุอย่าง တော့မရောင်းတဲ့မုတ်ကလေးနဲ့စစ်တက်ပြီးပြီဆိုလို့ရှိရင်တော့ခရင်ရှင်တီးတက်လို့ရပါပြီရှင်ခရင်ရှင်တီးလေးမုတ်ဥပါပြီဆိုလို့ရှိရင်စားထည့်ပါမယ် အရသာမဟုတ်အနေနဲ့ကတော့ဆက်ချူကတော့ဟွန်တချီငါတုံးပါတယ်နော်ဒါအရသာမဟုတ်မှမကြိုက်ဘူးဆိုလို့ရှိရင်မထည့်ပေးလို့ရပါလိမ့်ရှင်ဒီလိုဆိုလို့ရှိရင်တော့ခင်းနေလေးတွေကလည်းကောင်းကောင်းပြီးပြီးတော့နှစ်တော်ပြီးဆိုလို့ရှိရင် အကျွမ်းထည့်လို့ရပါပြီနော်နောက်ပြီးတော့အရသာအတွက်ငပြာရည်လေးနည်းနည်းထည့်ပါဦးရှင် ။ငပြရေးဆိုရင်တော့ဆဆူကဒီကနန်းသုံးကောင်ဖစ်ဆော့ကိုသုံးပါပဲ။အခုဆိုလို့ရှိရင်ဒဇုံကိုလေးခက်ပြီးပြီဆိုလို့ရှိရင်နှမ်းဆက်အောင်ဖြူပြီးဆိုရင်တော့ချက်အိုထည့်ထားထည့်လို့ရပါပြီ။ဒါဆိုကအချာကြီးထည့်ပြီးတည်ထားလို့မကောင်းဘူးနော်စီဖူရဲ့တဘောကတော့သူကကြာပြီးတည်ပြီးစားလို့မှားသွားပြီးတော့မကောင်းဘူးအရသာမကောင်းဘူးလေ ဆိုတော့သူ့ရဲ့အကြောင်းအကြည့်အလေးနဲ့အချို့အရသာလေးအတိုင်းရှိနေလို့ဆိုရင်အကြာကြီးမတည့်ပါနဲ့နော်ဟုတ်ဆိုရင်ရုပ်ပရိသေးလေးတွေထည့်လို့ရပါပြီရှင်။ဒီရေလေးနည်းနည်းထည့်ပါမယ်။ ်ခင်းလေးရခက်ပြစ်ပြစ်ကလေးချက်မယ်နော်ဆိုရင်မကြီးရဲ့ထည့်လို့ရပါပြီရှင် ချင်ကတော့ကိုကြိုက်တယ်လို့ပေါ့နော်အချင်းချင်းလေးကြိုက်ရင်မင်းများထည့်မယ်ဆိုဆိုကတော့အနီတော်လေးပဲထည့်ပါတယ်အရန်ချင်တာမျိုးမဟုတ်ဘူးပေါ့နော်မကြီးတိကတော့ဆိုဆိုကအခုဒီမှာဒီအနှစ်ဘူးလေးကိုတုံးထားပါတယ်ဒီမှာပါကျေဘမန်းဆိုရင်ဆိုရင်မဲကျုပ်ကလည်းပြုတ်ပြီးသားပစံကလည်းအကြာကြီးတယ်လို့မြင်အောင်ရုံးလေလေးလေးတွေကလည်း ဒါဒီလိုနည်းနည်းပုံမှန်စုရဲဆိုတော့လည်းတော်သူဤသွားပြီဆိုတော့ဟင်းအိုကအကြာကြီးတည်ဆဲရမလို့ဘင်းနေအရသာရှိတယ်ဟင်းတစ်ခွက်ကိုဘယ်လိုကူကူချက်လို့ရပါတယ်နော်ပြီးပြီဆိုလို့ရှိရင်တော့ချွတ်စုဒီမှာမဆလာလေးထည့်ပါမယ်မဆလာကြတော့ချွတ်စုဒီမှာစွတ်တီကိုတုံးပါပဲနော်ကဲမစလာနဲ့မှုမှွေးလေးနဲ့မကြီးမြင့်ကလေးနဲ့ချက်ထားတဲ့ချက်ဥနဲ့ပစုံနဲ့ရုံးမှုတွေလေးနဲ့ချက်ထားတဲ့ဟင်းလေးတစ်ခွက် တုံချစိတ်လည်းမများဘူးလွယ်လွယ်ကူကူမြင်းမြန်းဆက်ဆက်နဲ့အချိန်တော်တွင်းနေမှာပဲမိသားစုအတွက်အရသာရှိတဲ့ဟင်းကောင်းလေးချက်လို့ပြီးသွားပါပြီရှင်ဒီချိန်မှာအရသာမြင်းကြည့်မယ်ကိုလိုအပ်တာလေးတွေပြင်ပြီးပြီဆိုလို့ရှင်တော့မိသူမီပိတ်လို့ရပါပြီနော်ကျေးဇူး YouTube channel လေးဆိုလို့ရှိရင်လောက်ထားတာကြာပါပြီ Facebook ကတော့အခုမှစပြီးတော့နည်းနည်းချင်းစပြီးတော့တင်တာเนาะ YouTube မှာဆိုလို့ရှိရင် Asian Myanmar food recipe ဆိုပြီးတော့ရိုက်ရှာလိုက်ရင်ချက်စုရဲ့ဗီဒီယိုလေးနှစ်ချက်နီးတွေမုန်းလုံးနီးတွေအများကြီးပဲထွက်လာပါလိမ့်မယ်။ရမ်းတက်ကြွလို့တော့မဟုတ်ပင်မဲ့ကို့အိမ်မှာမိသားစုနဲ့အရွယ်တကူချက်လို့ရတဲ့ကို့ချက်စုရဲ့အိမ်ရာနှစ်ချက်နီးလေးပါနော်။အဲ့ဒါလေးကိုမျှဝေထားပါတယ် Facebook မှာလည်း follow လေးလုပ်ပေးပါအောင် like and share လေးလည်းလုပ်ပေးပါအောင်เนาะ YouTube မှာလည်း subscribe လုပ်ပြီးတော့ like and share လေးလည်းလုပ်ပေးပါအောင်ရှင်ဝင်ပြီးတော့လေးလာကြည့်ရှုလိုက်ပါရစေ ကျေးဇူးပေးနေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်เนาะကျေးဇူးရဲ့ channel လေးတွေကို follow လေးလုပ်ပေးပါအောင်ရှင်